အဲကားရဲ့အည်သွေးရဲ့ရုပ်ကဲဈေးနှုန်းရဲ့အလွန်အင့်ပါတယ်အဲလာရောက်ဟိုကြည့်ရှုရလဲတွေ့ကြပါပါအဲနောက်60ကီလိုမီတာမောင်းထင်လို့ရတဲ့အတွက်နေပြည်တော်လည်းအဲဓာတ်ရိုက်ဟိုအားတစ်ခါမှပြည့်စရာမလိုဘဲနဲ့အဲရောက်ရှိတယ်ဒါလည်းအကိုကိုတိုင်မောင်းဆန်းခဲ့တာပါနော်ဘာအကိုလို့စီကားဝယ်ဘာမေးကြလဲဆိုတော့ဒီကားတွေကနောက်ခန်းတော့ခေါင်းအိတ်ခေါင်းအိတ်ဆန့်လာပေါ့အဲ့ကားနှစ်စီးလောက် အလွန်ကျယ်ဝန်းတဲ့ကာကိုစပစ်ပါတဲ့အတွက်ခေါင်းအိတ်ကလည်းတဲအိတ်တော့မဟုတ်ပါဘူး656 65အိတ်လောက်ကိုထည့်လို့ရတယ်အနေထားမှာရှိတယ်ဆိုလိုတော့ကားဆိုင်တော်တော်လေးကြီးတယ်ပေါ့နော်ဟိုတော်တော်လေးအဆင်ပြေပါပါသုံးလို့ Skywalk မိတ်ဆက်ပွဲလေးကိုဒီ Skywalk ကတော့အကိုတို့ဒီမိတ်ဆက်ပွဲလေးမှာကားကကားအပြင်တော့အကိုတို့ကနှစ်မျိုးပြသထားပါတယ် အဲတမျိုးကတော့ဒီ Skywalk G 920 Air ဖြစ်ပြီးတော့နောက်တမျိုးကတော့ Skywalk G 620 Max ဖြစ်ပါတယ်အဲ920 Skywalk G 920 Air ပထမဆုံးပေါ့နော် Skywalk G 920 Air အကြောင်းကိုပြောရမယ်ဆိုရင်တော့သူကတော့လေအဲကားရဲ့ site ကလည်းတော်တဲ့ကြီးမားတယ်အဲကားရဲ့ရုပ်အသွေးမြေကလည်းဟိုဆွဲဆောင်မှုရှိတယ်အဲနောက်ပြီးတော့သူ့ရဲ့ အဲဈေးနှုန်းကလည်းသူ့နဲ့မျိုးစားတူပေါ့နော်အဲသူ့နဲ့မျိုးစားတူဒီ segment နေထဲမှာလည်းဈေးနှုန်းကဟိုအတော်အသင့်တက်တာတဲ့ဈေးနှုန်းလေးနဲ့လည်းအကိုတို့ကလည်းဟိုရောင်းချရောင်းချထို့ပြင်ဆင်ထားတယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ drive ကလည်းဒီဟိုသူ့ရဲ့ဒီမောင်းနေတဲ့ drive motor တွေ control unit တွေကလည်းသူကအဲ BYD ရဲ့ဟိုပစ္စည်းတွေကိုသူကသုံးပြီးတော့အဲသူတို့ကဟိုတိစောက်ထားတယ်ပေါ့နော်ဟို အချင်းညုပ်ပြောရရင်တော့အဲကားရဲ့အရည်သွေးရဲ့ရုပ်ကဲအဲဟိုဈေးနှုန်းရဲ့အလွန်တက်ပါတယ်အဲလာရောက်ဟိုကြည့်ရွှေလည်းတွေ့ကြပါပါအဲနောက်တစ်ခုကတော့ Skywalk 690 K ပေါ့ Skywalk K 690 Max အဲသူကတော့သူ့ရဲ့မောင်းနေသူကတော့ grade ပြင်သွားပါတော့เนาะအဲသူ့မှာအဲ feature တွေတော်တော်အဆုံးဆုံးလေးလေးပါတယ်အဲ ဘလောက်တောင်ဆုံလဲဆိုတော့သူက adaptive control တွေအဲ cruise control တွေဒီ control ဘိုင်းဆိုင်ရာကိုတော်တော်များများလေးထည့်သွင်းထားတယ်အဲအတွေး interior leather တွေဆိုလဲတော်တော်အဆင်မြင့်တယ်အဲနောက်60 km မောင်းထင်လို့ရတဲ့အတွက်နေပြည်တော်လည်းအဲဓာတ်ရိုက်ဟိုအားတစ်ခါမှဖြည့်စရာမလိုဘဲနဲ့အဲရောက်ရှိတယ်ဒါလည်းအကိုကိုတိုင်းမောင်းဆန်းခဲ့တာပေါ့နော်အကိုကိုတိုင်းမောင်းဆန်းတယ်အကိုကိုတိုင်း text လုပ်ခဲ့တာ အဲနှစ်ခေါက်တောင်လောက်ခဲ့တာပေါ့နော်ဒါပထမတစ်ခေါက်ရဲ့အဲဒုတိယတစ်ခေါက်ရဲ့ result ကလည်းအတူတူထွက်တယ်ဟိုကိုတို့ကကိုယ်တိုင်လေးအဲဒါဒါလေးမောင်းဆက်ခဲ့တဲ့အတွေ့အကြုံလေးရှိတာပေါ့နော်အဲနောက်တစ်ခုကသူ့ဈေးနှုန်းကလည်းပြောရရင်လည်းဟိုသူ့နဲ့ segment 2သူ့ရဲ့ဟိုအမျိုးအစားတွေမှာဟို level တွေမှာလည်းသူလည်းဈေးနှုန်းအတော်လေးတင်းတင်းနဲ့ဈေးနဲ့အကိုတို့ရောင်းချပေးတာလေနောက်ဒီဒီနှစ်ခုလုံးမှာ920 A နဲ့620 Max နှစ်ခုလုံးမှာ အဲထူးခြားတာတော့ဒါဒီကားသုံးဆွဲတဲ့လူတွေအဲတော်တော်များများမေးခွန်းပေါ့နော်ဘာအကိုလို့စီကားဝယ်ဘာမေးကြလဲဆိုတော့ဒီကားတွေကနောက်ခန်းတော့ခေါင်းအိခေါင်းအိဆန့်လာပေါ့အဲ့ကားနှစ်စီးလောက်အလွန်ကျယ်ဝန်းတဲ့ကားကိုစွိပါတဲ့အတွက်ခေါင်းအိကလည်းတဲ့အိတော့မဟုတ်ပါဘူး656 65အိလောက်ကိုထည့်လို့ရတဲ့အနေအထားမှာရှိတယ်ဆိုလိုတော့ကား site တော်တော်လေးကြီးတယ်ပေါ့နော်ဟိုတော်တော်လေးအဆင်ပြေပါပါတော့လို့ အထူးသဖြင့်တော့ဟိုဟို620ဟို Skywalk G 620 Max ပေါ့နော်အဲသူ့ရဲ့အတွင်းပြင်ဆင်နေရဒီတကယ်ဒီ interior leather တွေဒီဒီဒီ trim တွေဒီ dashboard က trim တွေကဟိုတော်တော်လေးကိုဟိုပစ္စည်းကောင်းစားလေးတွေနဲ့သုံးပြီးတော့သူကဟိုထုတ်လုပ်ထားတာပါဒီဒီအထဲကိုဝင်လိုက်တာနဲ့ဒီကားကိုဝင်ပြီးတော့ဟိုတကယ်မောင်းကြည့်ခြင်းစိတ်ရှိအောင်ကိုသူကဆွဲဆောင်မှုရှိအောင် ဟိုဒီဒီ leather leather trim leather တွေဒီ dashboard ကဒီကာဟိုဟိုကျုံးွက်တွေပါရရစေလीတော်တော်လေးဟိုလှလှပပလေးနဲ့အဲလှုပ်ထားတာပါအဲ battery ကအဲ690 max က battery ကတော့86 kilowatt size လောက်ရှိတယ် battery ကကြီးတယ်ဗျနော်အဲ့တော့သူ့ကိုသူ့ရဲ့ specification က30%နဲ့80%ကိုအကိုတော့36 minute နဲ့အဲ အားဖြည့်လို့ရတယ်အဲဒါပေမဲ့80 to 100ကတော့ကိုရိုနိုင်ဝက်လောက်တော့ကြာတယ်ဒါကားတိုင်းမှာပဲသူက80 to 100မှာ slow charge နည်းနည်းဖြစ်သွားတယ်ဗောနော် fast charge ရဲ့အနေနဲ့တော့ဒီဟို30 to 80ကတော့မြန်တယ်အဲ့တော့ဟိုတခုပြောချင်တာကတော့ဒီ charging ကတော့ဒီဟို charging station fast charging station တွေမှာတော့အဲလူတွေကတော့သူကအမြဲတမ်းအဲဟို30 to 100အဲ20 to 100သုံးဘူးအဲ့အခြေကိုပဲထဲထဲအတွက်ကြတာပေါ့နော် တကယ်တမ်းကျတော့ကိုဘလောက်သုံးမလဲပေါ့အဲကိုဘက်ထရီကတက်တိဖြစ်သွားပြီအဲကိုကတိတ်လဲအချိန်လဲမရဘူးဆိုလဲ100တိမစင်းစားပါနဲ့80ပြည့်လဲပြန်ထွက်လာရတာပဲဆိုလိုတာလေအဲ့တော့ဘက်ထရီချာချိန်ကကိုအိမ်မှာလဲအဲ့လိုပဲပေါ့ကိုအိမ်မှာအားသွေးမဲ့ဆိုလဲကိုကနေ့စဉ်တန်ပါဆက်လောက်သုံးတယ်ဆိုလဲအဲအိမ်မှာဒီဒါတွေကနောက်ပြီးတော့နောက်တစ်ခုပြောချင်တာကတော့ဒီဒီ EV ကားတွေဒီ620 A ပဲဖြစ်ဖြစ် Max ပဲဖြစ်ဖြစ်90 Max ပဲဖြစ်ဖြစ် ဘယ် EV ကားမစို့တုံးဆွဲတဲ့နေရာမှာကိုယ့်အိမ်မှာတော့7 kW level 2ခေါ်တဲ့7 kW hour 7 kW ရှိတဲ့ချာဂျာကိုတုံးကြတာပေါ့နော်ဟိုတုံးကြတော့ဟိုဒါတွေကတော့ကိုယ်တနေ့ဘလောက်တုံးလဲပုံမူတည်ပြီးတော့အားသွေးလို့ရပါတယ်တနေ့ကိုတနာရီနှစ်နာရီသွေးရုံနဲ့လဲကိုယ်တနေ့သာသွားတဲ့အားလဲရပါတယ်ချာဂျင်စီရှင်တွေသွားတော့လဲကိုတတိယနေ့အာ40 50 80 D ထည့်ကြလာအဲထည့်ပြီးပြန်လှည့်လာလဲရပါတယ် အချိန်ကြာကြီးကိုအားလုံးဟိုချိန်ဆနိုင်အောင်ပြောပြတာပါအကြမ်းမြင်းအားဖြင့်ပြောရရင်တော့လေဟိုဟိုကားတစီးကိုဟိုဒီ EV ကားတစီးကို သုံးမယ်ဆိုရင်အရေးကြီးတာကတော့ဟို rent ဟိုဘယ်ဘယ် brand ဆိုပါအဲ product ဘာ product လေးရှိလဲပေါ့နော်ဟိုဘယ်လိုထုတ်လုပ်ထားလဲဟိုသူ့ရဲ့ဟိုအတွင်းအပြေအအတွင်းပြေကဟိုဘယ်လိုမျိုးပုံစံရှိလဲပေါ့နော်ကိုယ်နဲ့ကိုက်ရလားပေါ့တိအချက် နောက်တစ်ချက်ကတော့ Randy Bai ဒီကားရဲ့ brand က Randy Bai ဆိုင်ရာစိတ်ချရရတာပေါ့နော်အဲဒီကားကိုတင်သွင်းလာတဲ့လူတွေဒီလဲ Randy Bai ဆိုင်ရာကိုတန်ယူယူနိုင်သလားပေါ့ကုမ္ပဏီကတာဝန်ယူနိုင်လားပေါ့နော်နောက်တစ်ခုက service ဟို EV ကားတွေကို service ကောင်းကောင်းပေးနိုင်လားပေါ့နော်အဲအဲ့မေးခွန်းတွေရှိတယ်နောက်တစ်ခုကတော့ spare parts spare part ကိုလွယ်ပါမလားပေါ့နော်အဲ့အကိုတို့ကုမ္ပဏီတွေ Skyward မြန်မာအနေနဲ့တော့အကိုတို့ဒီ Skyward EV မြန်မာပေါ့နော်အနေနဲ့ကတော့ ဒီအချက်တွေကိုစိတ်ချရအောင်ဟိုတေချာပြင်ဆင်ထားပါတယ်လို့အကိုပြောကြလို့ပါတယ်အဲဒီနေ့မှာကတော့ဒီအဓိကတော့ price ပေါ့နော်အ price ကိုချိန်ကြမယ်ဒီ14 15 16 3ရက်မှာဝယ်ယူရတဲ့လူတွေအတွက်ကိုဟို special discount လေးတွေအကိုတို့လုပ်ပေးမယ်ဟိုအဲ့ဒါလေးတွေတော့ရှိပါတယ် promotion ကာလာပြီးသွားရင်တော့သူ့ရဲ့အကိုတို့ normal price တခုတော့ရှိမှာပေါ့နော်အဲ customer တွေ အဲလိုချင်တယ်ဆိုလဲအကိုတို့ဒီ Skywalk EV မြန်မာရဲ့ showroom မှာအဲဆက်လက်ပြီးတော့လာရောက်လေ့လာလို့ရတယ်။အဲအဲ့ဒီမှာလဲအထူးအစီအစဉ်တွေလဲအဲရှိဖို့တော့ဟိုလှုပ်လှုပ်ဆောင်ဖို့တော့ရှိပါတယ်။အဓိကကတော့ပြောချင်တာဒီ Randy Service Park ဆိုတဲ့ Spare Park ဆိုတဲ့အစိပ်ပိုင်း၃ခုကိုအကိုတို့ Skywalk EV မြန်မာကနေပြီးတော့အသေးချအောင်လို့လှုပ်ဆောင်သွားပါမယ်လို့ဟိုပြောကြလို့ပါတယ်။